မနေ့ကတော့လူတရောက်ပေါ့ဗျာရေဘလောက်တောက်ကမလဲပေါ့နော်အကျန်းပြင်းအဖြစ်ရတော့ကျမတန်ဆွဲတဲ့မျိုးသားတယောက်ကကြတော့3.5လီတာမျိုးသမီးတယောက်ကကြတော့2.8လီတာအဲ့ဒါအပြင်ကိုတိတိကျကျကြကိုခန္ဓာကိုယ်ရဲ့ကိုလေးချိန်နဲ့ချိန်ဆက်ပြီးတော့ဘလောက်တောက်ကမလဲဆိုတာလည်းပြောပြခဲ့ပြီးပြီကြဒီနေ့မှာတော့ရေတောက်နေသွားရင်ခန္ဓာကိုယ်မှာဘလို့ဆိုးကျိုးမျိုးတွေဖြစ်တယ်လဲဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုကျွန်တော်ကဆက်လက်ပြီးတော့ပြောပြသွားမှာပေါ့နော်တပတ်တစ်ကတော့ ရေတောက်နေရင်ရေသက်ခမ်းချောက်သွားမယ်အထူးသဖြင့်တော့ပူတင်းလာတဲ့နေရာဒီပဲဖြစ်ဖြစ်ဒါမှမဟုတ်လေအကြောင်းကြောင်းကြောင့်မလို့ကိုယ်ခန္ဓာကိုယ်မှာပေါ့နော်ရေသက်တွေဆုံးရှုံးနေတယ်ဗျာဥမာချွေးအရန်ထွက်ထားလာလို့အဲအခပ်တိမဲနဲ့ဝမ်ကျက်ဝမ်ရှော့ဖြစ်နေတာလို့အန်နေတာလို့အဲစီးတွေအများကြီးတွားထားလာလို့ဒီလိုခြေနေနေဥမာဆိုခဲ့ရင်ရေပူလိုအပ်တယ်ပေါ့ဗျာအဲ့တော့ကိုယ်ခန္ဓာကိုယ်လေးကိုရေသက်ကိုမဖြစ်တင်ပြဘူးဗျာသူဖြစ်တော့ရေသက်ဆုံးရှုံးနေတယ်ဆိုတဲ့အချိန်မှာ မဖြစ်တင်ပေးဘူးဆိုခဲ့ရင်ဘာဖြစ်လဲဆိုတော့ရေဓာတ်တွေကတစားတစားနဲ့ခန်းချောက်လာအောင်အဲ့တော့ရေဓာတ်ခန်းချောက်သွားတာကအရန်ရေးကြည့်လားဆိုတော့အရန်ကိုရေးကြည့်တာပေါ့ရေဓာတ်ဆိုတာကခန္ဓာကိုယ်အတွက်ကိုမရှိမဖြစ်လိုအပ်တဲ့ဒါ that new ပဲပေါ့ဗျာအရာတစ်ခုပဲဖြစ်တယ်ပေါ့ဗျာအဲ့တော့ရေဓာတ်ပေါ့နော် fluid balance ပေါ့နော်ညီညနေမှတာလေခန္ဓာကိုယ်ထဲမှာဗျာရေဓာတ်တွေညီညနေမှတာလေကျွန်တော်တို့အစာချေထည့်ဖို့အတွက်ကောအဲတွေးလက်ပတ်ဖို့အတွက်ကောပြီးတော့ အပြင်အပူချိန်နဲ့ကျွန်တော်တို့ကကိုတွင်းပူချိန်ကိုထိန်းနှီးတယ်ဗျာဒါကိုတာမိုရဂူလေးရှင်းတို့ခေါ်တယ်ပေါ့နော်အဲ့ဒီအတွက်ကောပြီးတော့အညစ်အကြေးတွေကိုစီရတစင်ဝါရတစင်စွန့်ထုတ်ဖို့အတွက်ကောရေဓာတ်ကမရှိမဖြစ်ဒါရေပါတယ်ဗျအဲ့တော့အဲ့ဒီရေဓာတ်ဆုံးရှုံးသွားတယ်ဆိုခဲ့ရင်ခန္ဓာကိုယ်တွေကနေပြီးရေကိုတောင်းတလာရေဓာတ်တွေခန့်ချောက်သွားပြီပေါ့ဗျအဲ့တော့ကျွန်တော်တို့စပြီးတော့ရေသက်ခန်းချောက်တယ်ဆိုခဲ့ရင်ဘာဖြစ်လဲဆိုတော့ရေငက်လာတယ်အကောင်ချောက်လာတယ်အဲ့လိုဆိုတဲ့ချိန်မှာ ခါတော့ကရေတောက်ချင်ပြီလို့ပြောပြီးဆိုခဲ့ရင်ဘလောက်ပဲအလုံးရှုံနေရှုံနေဘာစာတွေပဲဖက်နေဖက်နေဘာလုပ်တွေပဲလုံနေလုံနေကိုခန္ဓာကိုယ်ရဲ့အလိုကြရေသွားတောက်ဖို့အတွက်တော့လိုအပ်တယ်ကြဒါလေးကိုလည်းကျွန်တော်တိုက်တွန်းချက်တယ်ဗောနော်အဲ့ဒီမှာမဟုတ်ဘူးကိုကပေပေတေတေနဲ့နေလိုက်တယ်ဆိုခဲ့ရင်ရေသက်ဆုံးရှုံးလာကနေပြီးတော့မိုင်းကနေပြီးတော့ moderate ပေါ့ကြာအလေလက်ဆင်ကိုရောက်လာအဲအဲ့ချိန်မှာဘာဖြစ်လာလဲဆိုတော့လူကမလုတ်ချင်မကိုင်းနေတလို့မောပန်းလာတယ်နှုံးချီလာတယ်ပြီးတော့စီးသွားတယ်ဆိုခဲ့ရင်စီးရောင်ဝါရှင်းလာတယ်အခါမတည့်ရင်ကြာ တခါတခါတော့ပြန်တာမရှိရင်မဲ့လို့ကြာသွားရင်ကျွန်တော်ချော့ကပ်ပါတော့ထိထိုင်တယ်ပေါ့နော်ပြီးတော့စီးထွက်နေသွားတတ်တယ်ဗျာရေကအာရေတက်ကမရှိဘူးဆိုတဲ့အချိန်ကျတော့စီးကညှစ်ထုတ်ပြီးတော့သွားရတယ်ချော့ကပ်ကအဲ့ချိန်မှာချော့ကပ်ထိသွားတာဒီလေဖြစ်နိုင်တယ်ဗျာပြီးတော့အသားရေကမွေးချောချောင်းနဲ့ဖြစ်လာတတ်တယ်ဗျာဒါကတော့ moderate ပေါ့ဗျာအဲ့မှာမဟုတ်ဘူးအဲ့ moderate ကိုလည်းမကုဘူး PPTD နဲ့ပဲဆက်နေမယ်ဆိုခဲ့ရင်ကျွန်တော် CPR ဖြစ်လာပြီ CPR ဖြစ်လာရင်ဘာဖြစ်လဲဆိုတော့နှလုံးခုန်နှုန်းတွေမြန်လာ happy တွေတက်လာ ပြီးတော့အတက်ရှူတယ်ဆိုတဲ့ချိန်မှာလည်းပုံမှန်ရှူတယ်ဗျာအဲ့လိုပေါ့နော်ရှူတာမဟုတ်တော့ဘဲနဲ့ဘလို့ထစ်လာဆိုတော့ကျွန်တော်တို့ rapid and shallow လို့ပြောရတာခက်တွတ်တွတ်နဲ့ကျွန်တော်တို့ပော့ပော့လေးပဲရှူနိုင်တော့တယ် ကျွန်တော်ပုံမှန်ရှူခဲ့တယ်ဆိုခဲ့ရင်တော့လေဒီတရားထိုင်ချိန်မှာဆိုပူတိတာပါဗျာရင်ထဲထိရောက်အောင်ပေါ့နော်ဒီအဆုတ်သေးထိကိုလေတွေရောက်အောင်လို့ကျွန်တော်တို့ဒီဒါရှူတွင်းနေအဲတမနစ်ကိုဒါ16ချိန်နဲ့17ချိန်တော့ပဲဖြစ်တယ်ဗျာဒါပေမဲ့လေရေတက်ခိုင်ချောက်လာလူတယောက်မှာကျတော့ rapid and share ပေါ့နော်အဲ့တော့ဟိုပြည့်ပြည့်ဝဝမရှူနိုင်ဘူးညံ့ညံ့လေးရှူနေရတယ်ဗျာအဲ့တော့တစ်ခါလေကြရင်အချိန်25ချိန်30တွေပါဖြစ်နေတတ်တယ်ဗျာ ဒီလိုမျိုးလက္ခဏာတွေစပြရလာပြီပေါ့နော်ဒါဆိုရင်တော့တော်တော်ဆိုးနေပြီပေါ့ဗျာပြီးတော့မျက်သွင်းတွေကကြတော့ခြိုက်ဝင်သွားတယ်အဲပြီးတော့အသားရေက6ရုံတည်းမကတော့ဘဲနဲ့အကွဲပြီးတော့ရှုံ့သွားသွားတယ်ဗျာဗာတဲ့တူတယ်ဆိုတော့ရေမရတဲ့မြေသားအကွဲသွားတယ်လို့ပဲပေါ့နော်အသားရေတွေကတော့ဟိုအသားရေတွေဒီလိုအကွဲကုန်တယ်ပြီးတော့အုံနောက်ကိုတွေးလက်ပတ်မှုကကောင်းကောင်းမစီစင်းနိုင်တော့ဘူးအဲ့လိုဆိုတဲ့ချိန်မှာအာ brain cell တွေကိုအောက်ဆီဂျင်ကောင်းကောင်းမရဘူးတဲ့အဲ့ချိန်မှာလူကကြောင်ချောက်ချာဖြစ်တယ် ပုံမှန်စိတ်တူရမယ့်ကိစ္စမဟုတ်ဘူးကြာပုံမမှန်ဘဲနဲ့ကိုစိတ်တူလွယ်လာတယ်စိတ်မတူရမယ့်ကိစ္စမျိုးတွေမှာကိုပောက်ကွဲလွယ်လာတယ်ဗောကြာဒီလူမျိုးဖြစ်လာတယ်ပြီးပြီဆိုခဲ့ရင်အတိတတိတွေလက်သွားတယ်ပြောမယ်ဆိုရင်မေ့သွားအဲ့ဒီကနေတဆင့်ကိုမျောတယ်လို့အပါဝင်ကြာကျွန်တော်တတိလက်သွားတတိလက်တဲ့ဟာကိုကတဆင့်အခမတည်ရင်အတက်နေဆုံးရှုံးတဲ့အထိဖြစ်သွားသွားစေတတ်တယ်ဗျဒါကတော့ရေတက်ခန့်ချောက်ဒါနဲ့ပတ်သက်တာဗောကြာ ပြီးတော့ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာဆွဆောင်ရည်တွေလည်းကြာတယ်အဲ့အကြောင်းကိုတော့ကျွန်တော်နောက်တစ်ပိုင်းကြာမှပြောပြမယ်နော်